ောင်းနံပါတ်ကတော့ hit လက်ကျော်ဖြစ်ပါတယ် GPS မှာ PUG ကလေးကနေတက်ရောက်ဖြစ်ပြီးတော့ခုလက်ရှိ IGCSE batch five မှာတက်ရောက်နေပါတယ်တမီးကတော့အင်ကျူခင်ပါ IGCSE batch five မှာပဲတက်ရောက်နေပါတယ်တမီးကျောင်းကိုဆောက်တဲ့အချိန်မှာအရင်ဆုံးကြုံခဲ့ရတဲ့ပြဿနာကတော့ဘာသာရဲ့အတိတ်တွေကိုစပြီးတော့သင်ရသလိုဖြစ်နေတာပေါ့ အဲအကြောင်းမလို့ ITCSC ကိုတန်း join မဲ့အစား PNG မှာ foundation အနေနဲ့အရင်ဆုံး join ဖြစ်ခဲ့ပါတယ်။အဲ့ဒါကမြန်မာ NGO ရောက်တဲ့အခါမှာဘာသာတွေကိုပို့ပြီးလွယ်ကူစေခဲ့တာပေါ့။ကျွန်တော်တို့ကတော့ PNG မှာအခြေခံတွေအများကြီးသင်ခဲ့ရတဲ့အတွက်ခု IG တက်တဲ့ချိန်မှာလည်းတော်တော်လေးကိုထောက်ကူပြုပါတယ်။စာသင်ပေးတဲ့ဆရာသမားတွေကတော်တော်လေးကိုကောင်းပြီးတော့ဗိုက်တိုင်းကြရင်တငယ်ချင်းတွေနဲ့အတူတူဆော့လို့ရတဲ့ space တွေ၊ဘုတ်ကြီးတွေပြင်တခြားသောဟိုဟာစာဖတ်လို့ရတဲ့နေရာတွေရှိရတဲ့အတွက်တော်တော်လေးကိုစဉ်းမိပါတယ်။ ထမဆုံးတစ်ချက်ကတော့ကျောင်းဝဆရာဆရာမတွေပဲဖြစ်ပါတယ်။သူတို့အကုန်လုံးကစာသင်ပြတာအရင်ကောက်ပါတယ်။အာစာသင်ကြားရတဲ့အခါမှာဆိုရင်လေ lessons နဲ့တခြားသောအဲ့လက်တွေ experiment တွေကိုရှင်သေးပြီးရှင်းပြပေးတဲ့အတွက်ကြောင့်မို့လို့စာသင်ရဲ့အချိန်မှာရိုးအီးသွားတာတို့အင်္ဂိတာတို့ဖြစ်တာအတော်ရှားပါတယ်ဒုတိယတစ်ချက်ကကျတော့အတက်မို့တငင်းချင်းတွေဖြစ်ပါတယ်သူတို့အကုန်လုံးကအရင် active ဖြစ်ကြတယ်ကျောင်းကနေပြီးတော့ကျင်းပပေးတဲ့ club activity တွေ festival တွေ event တွေဆိုရင်လည်းအတက်တရောပါဝင်ဆင်နွှဲကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြမလည်းသူတို့နဲ့အတူတူအချိန်ကုန်ဆုံးရတာအရင်ပြောဖို့ကောင်းပါတယ်။စာသင် training မှာတမီးကမိကုန်းတွေအများကြီးထမေးလိရှိရယ်။အဲ့ chain တွေဆိုရင်လည်းဆရာဆရာမတွေတိုင်းကမိကုန်းတစ်ခုချင်းစီတိုင်းကိုဆက်ရှိရှိနဲ့တတိချာလေးရှင်းပြပေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်ပြန်ရောက်လို့ revision တွေလုပ်တဲ့အခါမှာဆိုရင်လည်းအရင်ကိုအဆင်ပြေပါရဲ့ရှင့်။ စာသင်ပေးတဲ့ဆရာဆရာမတွေကတော်တော်လေးကောင်းတဲ့အတွက်အေးပြန်ရတဲ့အခါစာလုပ်တဲ့အခါကျရင်ခက်ခဲတွေနေပါတယ်တကယ်လို့ခက်ခဲတွေရှိတဲ့အခါကျရင်လည်းနောက်နေကျရင်ဆရာဆရာမတွေပြန်မေးလို့ရတယ်အဲ့ဒါအပြင်ဘာလာရဲ့တိုက်အတွက်ကျူးကျူးရဲ့ခြေလေးတွေထားပေးတဲ့အတွက်တော်တော်လေးကိုဆင်ပြေပါတယ်တမီးတော့အကြောင်းပြီးသွားတဲ့အချိန်ကျရင်ကိုကြိုက်တဲ့ hobby လေးတွေပြန်လုပ်ဖို့စဉ်းစားထားရပေါ့ပြီးတော့တမီးက မက်ဒီကယ်လိုင်းကိုယူထားတဲ့အတွက်ကြောင့်မလို့ဒီဘတ်ဝေးကိုပဲသွားဖြစ်မယ်ထင်ပါတယ်ရှင့် IGC ဆေးကိုလည်းပဲပြီးရင်တော့ business major ဘက်ကိုပဲဆက်သွားဖို့ရှိပါတယ်။ကျောင်းဘက်ကလည်း business major နဲ့ပတ်သက်တဲ့ university အနေနဲ့ချိတ်ဆက်ထားတဲ့အတွက်ကျွန်တော်တို့တော်တော်လေးကိုစဉ်းမြင်ပါတယ်။ကျွန်တော်က GBIS ရဲ့ Forward Club မှာ member တယောက်အနေနဲ့ပါဝင်ထားပါတယ်။ကျောင်းဝကျင်းပတဲ့ဘောလုံးကြွယ်ပွဲမှာပါဝင်ရှိပြခဲ့ပြီးတော့ကျွန်တော်တို့သင်ရန် champion ဖြစ်ခဲ့ပါတယ်။ အနည်းကတမီးနောက်မှာသူတို့အတုံလိုက်ပြီးအားပစ်ခဲ့သေးရယ်။တမီးကတော့ចောင်းစာအပြင်အကလည်းဝနာပါပါသေးရယ်။ဒါကြောင့်မို့လို့နှစ်တစ်ကူတော့တကြံကသတင်းချုပ်တုံးကပကံကတွေကိုတငယ်ချင်းတွေနဲ့တူတူဖျော်ဖြေဖြစ်ခဲ့ပါသေးရဲ့ရှင့်။တမီးတို့နှစ်ယောက်စလုံးကသွားမဲ့ pathway တွေမတူကြဘူး။ဒါပေမဲ့တချို့ဘာသာတွေကိုတူတူယူမိထားရှိပါတယ်။အဲ့တော့တမီးတို့နှစ်ယောက်ကညာဘက်ဆိုရင် discussion လေးပြန်လို့ဖြစ်တယ်။နောက်တစ်ချက်အနေနဲ့ကကြတော့တမီးတို့မိဘတွေကိုအကျိုးပို့ပို့ပြီးတော့တက်တာသွားစီပါတယ်ရှင့်။ ကျွန်တော်တို့မောင်နှမနှယောက်ကတချို့ယူထားတဲ့ဘာသာရပ်တွေတူတဲ့အတွက်ကြောင့်အပြန်ရောက်လို့စာလုပ်တဲ့ခါကျရင်တယောက်နဲ့တယောက်မသိနားမလည်တာရှိရင်ဆွေးနွေးတိုင်ပင်ဖြစ်ပါတယ်။ဒါအပြင်ကျောင်းမှာလည်းစာကို focus လုပ်ဖို့အတွက်တယောက်နဲ့တယောက် remind လုပ်ပေးဖြစ်ပါတယ်။ဟောကျွန်တော်နာမည်ကတော့နေခန့်နိုင်ပါ။ဒီ GPS မှာ IJCC တက်ပြီးတော့2024မေယွန်စီးပြီးမှကျွန်တော်ဖြေခဲ့ပါတယ်။အဲ IG ကိုစသတက်ရှင်ကတော့ကျွန်တော်စိုးရအကြောင်းလည်းပြောင်းလာတာရောဂျာထဲမှာလည်းစာနဲ့အဆက်ပြတ်တင်ရလေအကြောင်းရယ်။ ဒီအစာပိုင်းတော့နည်းနည်းခက်ခဲဖြစ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းစာပုံမှန်လောက်သွားတဲ့အတွက်ကြောင့်နောက်ပိုင်းတော့စီမီသွားခဲ့ပါတယ်ဗျအဲ့တော့ကျောင်းဆသတက်ချင်းမှာကျွန်တော်တို့အတွက်ဒီသွားချင်တဲ့ပတ်သွေးတွေမိကြတွေကိုတေချာလေးဆွေးနွေးတယ်ပြီးတော့ဘယ်လိုဆက်ပြတ်တင်နဲ့ဒီကျောင်းသားအနေနဲ့ဘယ်လိုတင်းတော်လဲဆိုတဲ့ဟာမျိုးတွေကိုဇိုးကနေပြီးတော့ရွေးချယ်ပေးတယ်ပေါ့လေပြီးတော့ဆောင်းမဲဖြစ်ရဲ့ချိန်မှာလည်းကျောင်းကနေပြီးတော့နေတိုင်းဒီအမားတယောက်ကနေပြီးတော့လိုက်ဆောင်ပေးတယ်ပြီးရင်ဆောင်းမဲမဖြစ်နိုင်ဘဲနဲ့ အဲအားငယ်နေတဲ့ចောင်းသားတွေတို့လည်းသူကနေပြီးတော့မဲနဲ့နှစ်သိမ့်ပေးဖို့အတွက်မဲနဲ့ရှိပါတယ်ပေါ့အာကျွန်တော်တော့ architect တယောက်ဖြစ်ရှင်တာပါအဲ့တော့ AI ပြီးတော့ကျွန်တော်ចောင်းနေလျှောက်တယ်အခုတော့ကျွန်တော်မလေးရှားကဒီ Indian University မှာចောင်းဝင်ဝင်ရရတယ်ပေါ့လေဒီ Indian University ကចောင်းနေချိန်ထားတဲ့ University မဟုတ်တော့ကိုယ့်ကကိုယ်လျှောက်ခဲ့ရတဲ့ process လေးတော့ရှိခဲ့တယ်ဒါပေမဲ့ဒီចောင်းလျှောက်ရမှာလိုအပ်တဲ့ software စာတမ်းတွေ document တွေအကုန်လုံးចောင်းဘက်ကနေပဲကျွန်တော်အကုန်ပြင်ဆင်ပေးခဲ့တယ် တော့ကျောင်းကနေပြီးတော့လည်းသူ ਨੇ ချိန်ထားတဲ့ university ကိုရှောက်မယ်ဆိုရင်သူကနေအစားဆုံးလိုက်လုပ်ပေးပါတယ်ဗျ um အမှတ်တရဆိုရင်တော့ကျွန်တော်ဆက်စားခြင်းအကြောင်းကို online နေတက်ခဲ့တာပေါ့လေဒါပေမဲ့ဒီ3လလောက်ကြာတော့ကျွန်တော် campus ကိုပြောင်းခဲ့တယ်ပြောင်းတဲ့ချိန်မှာတော့နည်းနည်းစိတ်နေရာရှိပေမဲ့ဒီတကယ်ချင်းနေရာနေပြီးတော့အတူက totally friendly ဖြစ်တယ်ပြီးတော့တော်တော်လေး edit ဖြစ်ကြတော့ကျွန်တော်တို့တွဲခေါ်ပြီးတော့အချိန်တိုတွေမှာပဲဒီ family တခုလိုဖြစ်သွားတာပေါ့လေပြီးတော့အကြောင်းကနေပြီးတော့ festival တွေ အဲ activity ခဏခဏလို့ကျွန်တော်လဲဝင် join ဖြစ်တယ်အများသောအားဖြင့်ကျွန်တော်ဒီသချင်းဆိုတဲ့ပွဲတွေမှာဂီတာတီးတာများတယ်ပြီးတော့ dominant club လဲ join ထားတော့ဒီအောက်ကစားတော့လဲကျွန်တော်အဲအချိန်ပိုရခဲ့ရေပေါ့ dominant club ကိုဆက်စား join ခြင်းမှာပဲကျွန်တော် coordinator ဖြစ်သွားတယ်အဲ့လိုမျိုး coordinator ဖြစ်သွားတော့အဲအပေါင်းတဲ့အလုပ်လုပ်ရတဲ့အချိန်မှာကျွန်တော်တို့ခက်ခဲဖြစ်ခဲ့တယ်ဒါပေမဲ့ဒီမျိုး coordinator ဖြစ်လောက်ရတာပဲကျွန်တော် leadership skill နဲ့ communication skill တွေမှာအများကြီးတိုးတက်တာတွေတွေ့ရပါတယ်ဗျာ အာဂျီစီစီကစာသေးချာလုံနိုင်တယ်မဟုတ်အဲကိုကနေပြီးတော့အခြေခံကောင်းတဲ့စာသေးချာလုံနိုင်တယ်ဆိုရင်တိတ်ပြီးတော့ခက်ခဲတဲ့အရာမဟုတ်ဘူးလို့တော့ကျွန်တော်တယောက်တည်းအမိအားပြောခြင်းနဲ့အဲ့တော့စာသေးချာလုံပါပြီးရင်စာအုပ်နေတိုင်းပုံမှန်ပြန်ထွေးနိုင်တော့ပိုကောင်းပါတယ်အဲနောက်ထပ်တစ်ခုပြောခြင်းတာကတော့စာဝိုင်းဖြစ်တဲ့အချိန်ကြရင်ကိုကဒီစာတွေကိုသေချာပိုင်နိုင်ပြီလုံးဝရပြီဆိုတော့မှဖြေဖို့ကြံပေးခြင်းပါတယ်ဘာကြောင့်လဲဆိုတော့အခုချိန်မှာစာမွေးဈေးတွေကလည်းတဖြည်းဖြည်းဈေးတက်လာတယ်အဲ့တော့ ကိုကနေပြီးတော့ကိုလိုချင်တဲ့ result မရတဲ့အချိန်ကြာရင်ဒီပတ်စံလဲအလကားဖြစ်မှာရောကိုလိုချင်တဲ့ result မရမှာကြောက်တဲ့အတွက်ကြောင့်ဒီစာအသေးချာရမှဖြေပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျအဲ့တော့ကျွန်တော် IG တက်နေတုန်းဆိုရင်တော့သူတို့ထက်တစ်နှစ်ပို့ပြီးတော့ဆော့တက်ခဲ့တာဗောလေအဲ့တော့အဆောင်ဝဲဖြည့်ပြီးတဲ့အချိန်မှာတို့က IG တက်ခါသာရှိသေးတယ်။အဲ့တော့တို့မရတဲ့စာတွေဒီမရတဲ့ဘာသာတွေဆိုရင်ကျွန်တော်လာမေးတာများတယ်ပေါ့။ကျွန်တော်ယူတဲ့ဘာသာတော်တော်များများလဲတို့ယူတဲ့ဘာသာတွေနဲ့တူတဲ့အတွက်ကြောင့် ူတို့တော့ခဏခဏရှင်းပြဖြစ်ပါတယ်။တမိဆိုရင်လည်းတမိမရတဲ့သင်ငန်းစာတွေဘာသာတွေဆိုရင် အကူအားရဲ့ချိန်ကိုလိုက်ညှိပြီးတော့အမြဲမေးဖြစ်ပါတယ်။အကူကလည်းတရားရှင်းပြတဲ့အတွက်ကြောင့်မလို့အာစာပြောင်းလို့ရတာအရင်ဆင်ပြပါတယ်။ကျွန်တော်ဆိုရင်လည်းစာမရတဲ့ခါကျရင်အကူကိုပဲခဏခဏမေးဖြစ်ပါတယ်။အော်ကျောင်းကပတ်မှုပေးတာတော့အများကြီးပါပဲကျွန်တော်ဆိုရင်လည်းကျောင်းမီးသွားတော့မှဒီကျောင်းလျှောက်ဖို့လိုအပ်တဲ့ဒီတခြားစာရွက်စာတမ်းတွေ document တွေလိုရတဲ့အချိန်ကျရင်လည်းကျောင်းကိုတောင်းတဲ့အချိန်မှာသူတို့ချက်ချင်းထုတ်ပေးရတယ်ရှိတယ် ပြီးတော့ចောင်းတဲ့တုံးမှာဆိုရင်လည်းဒီကျွန်တော်တို့ရဲ့ monthly အဲ report တွေအကုန်လုံးသူတို့ကပြန်ပြီးတော့ဒီသုံးသက်ပြီးတော့ကျွန်တော်တို့ဘယ်ဘာသာတွေအားနေတယ်ဘယ်ဟာတွေကိုလုံးတဲ့ဆိုတာဟာမျိုးအကြံပေးရတယ်ခဏခဏလုပ်ပြီးပါတယ်ဗျအတန်းတောင်ကမမတွေဆိုရင်လည်းသူတို့ចောင်းသူចောင်းသားတွေရဲ့လိုအပ်ချက်ကိုအမြဲစောင့်ကြည့်ပေးပြီးတော့အမြဲကူညီပေးပါတယ်ပြီးတော့အတန်းရဲ့ class schedule တွေ weekly test activity တွေနဲ့အာ extra class activity တွေဆိုလဲသူတို့ကအမြဲ manage လုပ်ပေးပြီးတော့အဆင်ပြေအောင်ကူညီပေးပါတယ် ကျွန်တော်တို့အကြောင်းမှာ weekly test ပြတဲ့ခါကျရင်လည်းကျွန်တော်တို့အားနည်းတဲ့ဘာသာရပ်တစ်ခုချင်းစီကိုဆံမိုင်းနဲ့တိုက်ပင်ပြီးတော့ဘာလုပ်သင့်လဲဘာလုပ်ရမလဲဆိုတဲ့ဟာတွေကိုအကြောင်းဘက်ကကူညီပေးပါတယ်။တောင်းလူလို့တဲ့ activity ရှိလို့လား။ရှိရပေါ့။အကြောင်း festival တွေမြင်ပါလေ။ဟုတ်တယ်မလား။ festival သူပွဲကြည့်ရမှာမဟုတ်ဘူးလား။ဟုတ်လား။မဟုတ်ဘူး။ဘာပါသေးလဲ။ဘောလုံးကန်တာတို့မဟုတ်လို့တာတို့မဟုတ်ပါဘူး။အင်းပေါ့ငါလည်းတော့အပိတ်ခဲ့တယ်လေ။ဟုတ်တယ်။ စာတင်ပြကောင်းတဲ့ဆရာဆရာမတွေပြောဆရာကောင်းတဲ့ club activity တွေနဲ့ positive energy နဲ့ပြည့်ဝနေတဲ့ GBIS ကိုရွေးချယ်ကြဖို့အားလုံးကို recommend ပေးပါတယ်ကျောင်းမှာအစာအတွေ့နဲ့လက်တွေ့ပြင်ကိုယ်စားနာပါတဲ့အရာလေးပါသင်ကြားပေးတာကြောက်ဗက်စုံထူးထောင်ခြင်းနဲ့တငယ်ချင်းတို့လာရောက်ဖို့ဖိတ်ခေါ်ပါတယ်ဒီ GPS ကအတန်းနေပြီးသွားရင်လည်းကျွန်တော်တို့မျိုးနိုင်ငံခြားတက္ကသိုလ်တွေကိုဓာတ်ရိုက်တက်နိုင်တယ်လို့မြန်မာနိုင်ငံနေပြီးတော့ foundation program တွေတဆင့်နိုင်ငံခြားကိုဆက်ပြီးတော့တက်လို့ရတဲ့ပတ်ဝေးတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒီ GPS ကိုလာရောက်တက်ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ